တရုတ်နိုင်ငံပေကျင်းမြို့တော်ရှိတီအမ်အင်းရင်ပြင်မှာ1989ခုနှစ်ကဒီမိုကရေစီလိုလာတဲ့ဆန္ဒပြသူတွေကိုဖြိုခွင်းခဲ့တဲ့တရုတ်အစိုးရရဲ့လှုပ်ဆောင်ချက်ကိုကဘာကဘလို့အခါမှမေ့လျော့သွားလိမ့်မယ်မဟုတ်ကြောင်းထိုင်ဝမ်သမ္မတလိုင်ချင်တေနဲ့အမေရိကန်တန်တမန်တူကတီအမ်အင်းအရေးခင်36နှစ်ပြည့်နှစ်ပတ်လည်မှာပြောကြားခဲ့တယ်လို့ရိုက်တာမှဖော်ပြခဲ့ပါတယ်1989ခုနှစ်ဇွန်လ4ရက်ကတီအမ်အင်းရင်ပြင်နဲ့အနီးတစ်ဝိုက်မှာတရုတ်စစ်သားတွေကចောင်းသားတွေဦးဆောင်တဲ့ဒီမိုကရေစီလိုလာတဲ့ဆန္ဒပြ သူတွေကိုပြစ်ခတ်ခဲ့ပါတယ်ဒီအကြောင်းအရာကိုတရုတ်နိုင်ငံမှာပြောဆိုဆွေးနွေးခွင့်ပိတ်ပင်ချကနှစ်ပတ်လည်အခမ်းအနားတွေပြုလုပ်ခြင်းကိုလည်းတားမြစ်ထားပါတယ်ထိုင်ဝမ်နဲ့အခြားနိုင်ငံတွေကတော့ TMN အရေးခင်နှစ်ပတ်လည်နေ့တွေမှာတရုတ်ကိုဝေဖန်ပြစ်တင်လေးရှိပြီးတရုတ်အနေနဲ့ကိုလုတဲ့အရာကိုဝန်ခံဖို့တိုက်တွန်းခဲ့ပါတယ်ဇွန်လ၄ရက်မှာလိုင်က TMN အရေးခင်မှာပါဝင်ခဲ့သူတွေရဲ့ရဲစမ်းသတ္တိကိုချီးကျူးခဲ့ပြီးထိုင်ဝမ်နဲ့အခြားဒီမိုကရေစီနိုင်ငံတွေဟာလူ့အခွင့်အရေးကိုအလေးထားကြောင်း Facebook မှာရေးသားခဲ့ပါတယ်။ဇွန်လ လလေး DM င်းဖြစ်ရကိုအချိန်မဲ့ပြုလုပ်တာဟာသမိုင်းကိုဝန်းနေပူဆွေးမှုအတွက်သာမဟုတ်ပဲဒီသမိုင်းကြောင့်ကိုဆက်လက်တည်တံ့စေဖို့ဖြစ်ပါတယ်လို့ line ကပြောကြားခဲ့ပါတယ်အာနာရှင်အစိုးရတွေကရင်ကုန်နှုတ်ပိတ်နေဖို့နဲ့သမိုင်းကိုမေးပြောက်စေဖို့ရွေးချယ်လေးရှိပြီးဒီမိုကရေစီလူ့အဖွဲ့အစည်းတွေကတော့အမတ်တရားကိုထိန်းသိမ်းပြီးလူ့ခွင့်ရေးအတွက်အသက်ပေးခဲ့သူတွေကိုမေးပြောက်လိမ့်မယ်မဟုတ်ကြောင်း line ကပြောကြားခဲ့ပါတယ်ကျွန်တော်တို့ကသမိုင်းကိုမေးပြောက်ပြဖို့ညှင်းဆိုယုံတာမကပဲနေ့စဉ်နေ့တိုင်းကျွန်တော်တို့ရဲ့စံတန်ဘိုးတွေကိုပြသသွားမှာ ဖြစ်တယ်လို့လိုင်းကပြောပါရယ်ဇွန်လ3ရက်ကလည်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဗီတိုက TMA အရေးခင်းမှာတည်ဆုံခဲ့တဲ့တရုတ်လူမျိုးတွေရဲ့ရဲစမ်းတက်တီကိုချီးကျူးခဲ့ပါရယ်ဒီနေ့မှာတော့ကျွန်တော်တို့တွေဟာသူတို့ရဲ့အခြေခံလွတ်လပ်ခွင့်တွေရရှိဖို့စ조사ရင်းတည်ဆုံခဲ့တဲ့တရုတ်လူမျိုးတွေရဲ့ရဲစမ်းတက်တီကိုအထိမ်းအမှတ်လုပ်ရပါလိမ့်မယ်1989ခုနှစ်ဇွန်လ4ရက်နေ့ကဖြစ်ရက်တွေအတွက်တရားမျှတမှုရရှိစေဖို့နဲ့တာဝန်ယူမှုတာဝန်ခံမှုရအောင်ကျိုးပန်းရင်တရားစီရင်ခံရသူတွေ ည်အတွက်လည်းအထိမ့်မဲ့လောက်ရမယ်လို့ရူဘီယိုကပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူလင်ကျန်းကတော့ရူဘီယိုရဲ့မှားယွင်းတဲ့အမှတ်ချက်စကားတွေဟာတမိုင်းကိုပုံဖြတ်ပြောဆိုခြင်းဖြစ်ပြီးတရုတ်ရဲ့ပြည်တွင်းရေးကိုဆိုးရွားစွာဝင်ရောက်ဆွတ်ဖက်တာဖြစ်တယ်လို့ဇွန်လ၄ရက်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။